မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးကြောက်ဖြူရှိတရုတ်ဖီအားဝါလက်နဲ့စစ်ကောမရှင်ရွေးကောက်ပွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2025ဒီဇင်ဘာမတိုင်မီနဲ့ဒီဇင်ဘာအလွန်မြန်မာ၏နိုင်ငံရေးစီရေးများအခြေအနေပေါ်တက်ရောက်နိုင်တဲ့ ကိစ္စရဲ့ကြီးတခုမှာနိုင်ငံအနောက်ဘက်ရှိကြောက်ပြူစိတ်ကိန်း၏တိုက်ပွဲရလဖြစ်ပါရယ်အဆိုပါနေရာ၌တမတော်သည်လူသူလက်နက်အင်အားဖြင့်တင်ကခန့်တက်အခိုင်မာချပြီးသူထက်အင်အားကြီးမှသာလွန်သည့်အရခတက်တော်ကိုရင်ဆိုင်လျက်ရှိပါရယ်ကြောက်ပြူစိတ်ကိန်းနေရာတရုတ်ပြည်အနောက်တောင်ပိုင်းဧရိယာအများစု၏စီးပွားရေးအတွက်ပံ့ပိုးထားသည့်သဘာဝတံငွေနှင့်ရင်းနှံပိုင်လိုင်းဘီလီယံပေါင်းများစွာတန်ဖိုးရှိသည့်တရုတ်ရင်းနှံစိတ်ကိန်းလုပ်ငန်းခွင်နှင့်အထူးစီးပွားရေးဆောင်စီမံကိန်းတို့၏ပထဝီနိုင်ငံရေးနှင့်ဗန္ဒာရေးရ ပါမှုကိုအလေးမထား၍မရပေ။အမြဲတမ်းတပ်ဖွဲ့ဝင်အင်အား၄000နှင့်5000ကြားရှိနိုင်တဲ့အာရခတပ်တော်ဟာယခုနှစ်ဇွန်လမှစ၍ကြောက်ဖြူကိုတင်ပိုင်နိုင်ရွဲ့ဦးစားပေးလှုပ်ဆောင်လာသည်ကိုအထင်ရှားမြင်ရပါသည်။ အခြားသောရီမန်းချက်များဖြစ်သည့်မြို့တော်စစ်တွေရခိုင်ရှိပိုင်းရှိမကွေးပဲခူးနှင့် AR တို့ထက်ပို၍ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ပါသည်။ကြောက်ဖြူကိုပြစ်မှတ်ထားခြင်းသည်အော်ရခတ်တတော်ပါဝင်ညီနောင်မဟာမိတ်သုံးဘွေအားစစ်ကောင်စီနှင့်အပြစ်ရစေလိုသည့်တရုတ်ဤဆန္ဒကိုတိုင်းရိုက်စိန်ခေါ်ခြင်းလည်းဖြစ်ပါသည်။2024ခုနှစ်တွင်ဇာတိမြေတဝန်အော်ရခတ်တတော်ဤထိုးစစ်များအဆက်မပြတ်ရှိခဲ့သည်ဆိုသောညကြောက်ဖြူတိုက်ပွဲရလမှာမူအပိုင်းချိုတွက်ရန်ခင်ရင်နေပါသည်။ ကျောက်ပြုတ်တွင်ရှိနေသည့်စစ်ကောင်စီတပ်အင်အား3000ထက်မနည်းမှာလည်းလက်နက်ခဲယံဖြစ်တင်းနိုင်စွမ်းရှိနေသလိုရေချောင်း၄ချောင်းမှအင်အားဖြစ်ခြင်း၄ချောင်းပစ်ကူနှင့်စစ်သည်မောများမှပစ်ကူများရရှိခြင်းတို့လည်းရှိနေပြန်ပါသည်။အခြားတစ်ဖက်တွင်လည်းအရက်ခတပ်တော်သည်ကျောက်ပြုတ်စစ်မြေပြင်၌တပ်သားအင်အား1000ထက်မနည်းဖြန့်ကျက်ထားပြီးထို့ထဲမှအများစုမှာစစ်ကောင်စီအတင်းခေါ်ထားသည့်စစ်မှုရန်အသည့်များမရှင်းနိုင်သည့်တိုက်ပွဲအတွေ့အကြုံနှင့်စိတ်သက်ခွန်အားအတိုင်းတာတို့အထိရှိထားသူများဟုနားလည်ရပါသည်။ အရက်ခတတော်သည်ဤစစ်စင်ရေးကိုမြန်မာနိုင်ငံတွင်အခြားဒေသများထက်တဲတဲမဲမဲပိုရွာသွန်းလေးရှိတဲ့ရခိုင်ပြည်မိုးရွာတည်နဲ့အချိန်ကိုင်းဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်။တိမ်ထုထက်ပြီးနေစဉ်ရက်ဆက်ဟုဆိုရမလောက်မိုးရွာသွန်းနဲ့မိုးကြောင်စစ်ကောင်စီဟာမြေပြင်ထောက်လန်းရေးရာထိထိရောက်ရောက်မလုံနိုင်သလိုလေကြောင်းတိုက်ခိုက်မှုများလည်းတိတိတတ်တာအားနေသွားပါတယ်။လာမဲလာများတွင်ကြောက်ဖြူစိတ်ကန်းတာအရက်ခတတော်လက်ထဲကိုကြာရောက်သွားပြီဆိုလျင်နောက်ဆက်တွဲဖြစ်ရများမှာကြီးမားနိုင်ပါတယ်။စစ်ကောင်စီသည်စီးပွားရေးရ ဆုံးရှုံးမှုများရင်ဆိုင်ရမည်ဖြင့်ရွေးကောက်ပွဲမတိုင်မီအကြီးအကျယ်အရှက်ရခြင်းလည်းဖြစ်သွားနိုင်ပါသည်။အရခတက်တော်နှင့်တရုတ်အစိုးရကြားကဆက်ဆံရေးသည်လည်းအခြေခံမှဆောင်၍ပြောင်းလဲသွားနိုင်ပါသည်။စီးပွားရေးရာအရေးပါသည့်လောင်စာဆီနှင့်တဘာဝတံငွေများမြစ်ပြားခံရနေရာကိုထိန်းချုပ်သူအပြောင်းလဲဖြစ်သွားလျင်တရုတ်အနေဖြင့်အရခပြည်သူတော်လှန်ရေးအစိုးရနှင့်ဆွေးနွေးညီနိုင်ရန်မှလွယ်၍အခြားရွေးချယ်စရာမရှိသလောက်ဖြစ်သွားနိုင်ပါသည်။ ထို့ပြင်ဘေကျင်းနေဖြင့်ကြောက်ဖြူရှိသူအကျိုးစီးပွားများမထိခိုက်ရေးအတွက်စစ်ကောင်စီအားကြောက်ဖြူကိုလက်တုံးပြန်ဘုံကျဲခြင်းများမပြုလုပ်ရန်တတိပေးသည့်ထိလဲဖြစ်လာနိုင်ပါသည်ကြောက်ဖြူကိုသိမ်းနိုင်ခဲ့သည့်ဆိုပါကအရခတက်တော်အနေဖြင့်လည်းတန့်ရာပြန်လည်စုစည်းရန်နှင့်နိုင်ငံ내ခြေသည့်ခေါင်းဆောင်အဆင့်အခွင့်အလမ်းကိုယခုထက်ပို၍အင်အားကြီးသည့်အနေအထားဖြင့်ပြန်လည်သုံးသပ်နိုင်ရန်အတွက်တရုတ်ကြားဝင်သည့်အပြစ်ခတ်ရေးဆိုင်ကိုသဘောတူလက်ခံပြီးအနေအထားလည်းရှိလာနိုင်ပါသည် တရုတ်လက်နက်ခရမ်းဖီယာနဲ့စစ်ကောမရှိရွေးကောက်ပွဲအလားအလာလာမဲလာများတွင်မြမပြည်ရင်းစစ်ကိုတက်ရောက်မှုရှိမည်မိကုံချင်းများနဲ့တခုမှမြမနိုင်ငံမြောက်ပိုင်းမှာတိုင်းသားလက်နက်ကိုင်းများနဲ့အခြားနေရာများမှာပီရီယများထံသို့လက်နက်စီးဆင်းမှုကိုတရုတ်အနေနဲ့မြမအတိုင်းတာထိကန့်သက်ထားရန်ရည်ရွယ်သည်နည်းဆိုသောအချက်ပြပါရယ် ဝါပြည်ပန်းဆန်းမြို့တွင်ဩဂုတ်လ20ရက်နေ့ကကျင်းပခဲ့သောစီဝေ၌ UWSA ကောင်းဆောင်များသည့်တအန်ရှန်နှင့်ကိုကန့်လက်နက်ကိုင်တပ်များကိုခေါ်ယူပြီးမိမိတို့နေဖြင့်တရုတ်ဖိအားကြောင့်ဤတပ်များကိုစီရင်နှင့်အခြားကူညီများပေးနိုင်တော်မည်မဟုတ်ကြောင်းအတည်ပြုခဲ့ပါသည် UWSA သည်2020ခုနှစ်အာနာသိမ်းမှုနောက်ပိုင်းကလေးကမြောက်ပိုင်းမဟာမိတ်အုပ်စုများအတွက်အရေးပါသည့်တပ်ထောက်နေရာမှရှိခဲ့ပြီးတရုတ်လက်နက်ခဲယမ်းများသာမကဝါဆက်ယုံများမှလက်နက်များပါထောက်ပံ့ခဲ့ပါသည် UWSA ပေါ်တရုတ်ကမြင်းများထိချဲလဲမြင်းနည်းဆိုသည်မှာလက်တွေ့မြေပြင်၌နိုင်ငံနောက်ပိုင်းကိုလက်နက်ခဲယံစီးဆင်းမှုပမာဏထင်ဟပ်နေမိဖြစ်ပါသည်။ ဩဂုတ်လအတွင်း UWS ၏လူသိရှင်ကြားထုတ်ပြောမှုများ၌တရုတ်ပြည်အပေါ်မပြောပိုက်သေးကတော့ထင်ဟန်လျက်ရှိပါတယ်။သို့တော်လည်း UWS အနေဖြင့်တရုတ်၏အမိန့်ကိုတည်ရို့မထီမဲမြင်ပြုနိုင်သည့်အနေအထား၌ရှိမနေသည်ကလည်းသိကြပါရယ်။တချိန်တည်း၌ရှမ်းပြည်တော်မှဝါဤနိုင်ငံရေးစည်းဝါးရေးနှင့်စီးရင်လက်တံကျေပြန့်လာသည့်ပေါ်တမရော်ဘက်ကစိန်ခေါ်မှုများရှိလာမည်ကိုလည်း UWS အနေနဲ့မလိုလားပေ။တရုတ်၏ဖိအားနှင့်စောင့်ကြည့်မှုများကသာတနည်းအားဖြင့်အောင်မြင် ွားပြီးရှမ်းပြည်နိုင်ငံအလဲပိုင်းနဲ့ထိုမကျော်လွန်သည့်နေရာများထိတိုင်လက်နက်ခဲယံစီးဆင်းမှုကိုတိတိတတ်တာရှော့ချနိုင်ခဲ့ပြီဆိုပါကတမရော်ကြီးထိုးစစ်များနဲ့ခြေကုပ်ယူမှုများလည်းအောင်မြင်လာမည်အလားအလာရှိပါတယ်။အလားတူပင်လက်နက်ခဲယံစီးဆင်းမှုတိတိတတ်တာရှော့နေသွားသည်ဆိုပါကစစ်ကောင်မရှိရွှေကောက်ဘဲကိုတားဆီးနောက်ဆက်ရန်ရည်ရွယ်သည့်အတိုက်ခံများ၏ထိုးစစ်များလည်းထိရောက်မှုအားနည်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကျိုးပင်ကောင်းတဲ့အုပ်ဖို့မြို့နယ်အဆက်ရှိကျေးရွာများကိုစစ်တပ်ကနှစ်ရက်ဆက် drone လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေ၍ပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းကျိုးပင်ကောင်းမြို့နယ်နဲ့အုတ်ဖုံမြို့နယ်ဆက်ရှိကြေးရွာများကိုအကြမ်းဖက်စစ်တပ်က၂ရက်ဆက် drone လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေ၍ပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းသိရှိရပါသည်။ စက်တင်ဘာလ26ရက်နေ့မှာဂျိုးပင်ကောင်းမျိုးနဲ့မြို့ကန်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းဖြင့်ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ပြည်သူများထိခိုက်မှုမရှိတော့လေနေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်းသိရှိရပါသည်ထိုဘုံးကျဲတိုက်ခိုက်မှုတွင်ဘုံးတစ်လုံးသည်ပောက်ကွဲခြင်းမရှိသောကြောင်းဒေါ်လန်ရေးရဲဘော်များကလာရောက်ရှင်းလင်းပေးခဲ့ရကြောင်းသိရပါသည်စစ်သားတွေကမနေ့ကမြို့ကန်ရွာကိုဒရုန်းနဲ့ 6kg ဘုံးလာရောက်ကျဲချတိုက်ခိုက်သွားတာပါပြည်သူတွေထိခိုက်မှုမရှိဘဲနေအိမ်တစ်လုံးပျက် က်စီးသွားတယ်။မပေါက်ကွဲသေးတဲ့ဘုံတလုံးကိုတော့တော်လန်ရေးတက်ဖွဲ့တွေကလာရောက်ရှင်းလင်းသွားတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။အလားတူစက်တင်ဘာ29ရက်နေ့မှာကျိုးပင်ကောင်းနဲ့အုပ်ဖို့မြို့နယ်ဆက်ရှိအလေကုန်းရဲစခန်းမှာစစ်သားများကဖလံပင်ရွာကိုဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်တလုံးပျက်စီးခဲ့ကြောင်းသိရပါတယ်။ ထို့အပြင်အကျန်းဘက်စစ်တပ်ကကျိုးပင်ကောင်းနဲ့အုပ်ဖို့မျိုးနဲ့အဆက်ရှိတောင်းစဘာခွင်ရွာဖလန်ပင်ရွာနဲ့ရွာတဲ့ရွာတို့ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်နေတလုံးပြက်စီကပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။အခုညက်နေလဲအလေကုန်းကြီးရွာရဲ့စကန်ကနေဖလန်ပင်ရွာကိုဒရုန်းနဲ့ပုံလာကြဲလို့နေတလုံးပြက်စီတဲ့နောက်ပြီးစစ်သားတွေကလက်နက်ကြီးတွေနဲ့လဲတောင်းစဘာခွင်ရွာဖလန်ပင်ရွာနဲ့ရွာတဲ့ရွာတို့ကိုလည်းဇက်တိုက်ရန်တမ်းပစ်ခတ်နေလို့နေတလုံးပြက်စီပြီးပြည်သူတွေလည်းဘေးလွတ်ရာ ထွက်ပြေးနေရတယ်ဟုဒေသပြည်သူတို့ကပြောဆိုကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့စကိုင်းမြို့ဝင်းစစ်တပ်ဂိတ်ကိုယူနီကွန်တပ်ဖွဲ့ကတိုက်ခိုက်ရန်တွားရောက်စဉ်စစ်သားအလုံးထွက်ပြေးသွား၍တနက်တစ်ချက်မဖောက်ရဘဲသိမ်းပိုက်နိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့ဝင်းအချမ်းဖက်စစ်တပ်ဂိတ်ကိုတိုက်ခိုက်ရန်တွားရောက်စဉ်စစ်သားအလုံးထွက်ပြေးသွား၍တနက်တစ်ချက်မဖောက်ရဘဲသိမ်းပိုက်နိုင်ခဲ့ကြောင်းယူနီကွန်ပျောက်ကြားတပ်ဖွဲ့ UGF ကထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ26ရက်နေ့တွင်စကိုင်းမြို့ပါဝင်ဝါချက်ကျေးရွာတောင်ပန်းရှိအချမ်းဖက်စစ်တပ်စစ် စစ်ဆေးရေးဂိတ်ကိုယူနီကွန်တပ်ဖွဲ့က ပြည်ခတ်တိုက်ခိုက်ရန်တောင်းရောက်စင်မှာဂိတ်စကန်ရှိစစ်သားအလုံးကားဖြင့်ထွက်ပြေးတိမ်းရှောင်သွား၍တနက်တစ်ချက်မဖောက်ရဘဲတိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါသည်ထို့သောအကျန်းဖက်စစ်တဲ့စစ်စေးဂိတ်ကိုတိမ်းပိုက်ပြီးနောက်ရှင်းလင်းရေးလှုပ်ဆောင်ကယူနီကွန်ပြောက်ကြားတပ်ဖွဲ့မှရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါသည်ယင်းစစ်စေးဂိတ်မှဆုတ်ခွာသွားတဲ့အကျန်းဖက်စစ်သားများဟာသခိုင်းမျိုးပေါ်မှာအင်အားဖြည့်တင်းပြီး၎င်းတို့ပြန်ဆုတ်ရလမ်းတစ်လျှောက်ရှိကျေးရွာများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ခဲ့ကြောင်းဝက်ချက်ကျေးရွာမှကလေးငယ်တို့လက်နက် ်ကြီးထိမှန်ကပေ90ကျေးရွာမှ ပြည်သူတို့လည်းပေါင်မကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်